အားလုံးပဲမင်္ဂလာပါဂန်နာဗစ်ကနေကြိုးဆိုလိုက်တာတယ်အာဆင်နယ်ထင်ကောင်းဆောင်အိုလီကပ်ဟာ MCL တန်ရာကြောင့်နိုဝင်ဘာလနိုင်ငံတကာပွဲစဉ်အပြီးမှာအာဆင်နယ်သင်းနဲ့ပြန်လာပါဝင်လာဖို့ရှိပါတယ်နော်ဝေးသင်းရဲ့ကောင်းဆောင်လည်းဖြစ်အာဆင်နယ်သင်းရဲ့ကောင်းဆောင်လည်းဖြစ်တဲ့အိုလီကပ်ဟာဒီဟာဒီမှာကြံခိုင်မှုအားနည်းနေပြီးတန်ရာပြေတနာနဲ့ရုန်းကန်နေရပါတယ်ဒါပေမဲ့သူ့လွဲထော်မှာပွဲစဉ်တွေဟာအသင်းငယ်တွေနဲ့သာဖြစ်တာကြောင့်စိုးရိမ်စရာမရှိပေမဲ့ပြလဲကစားရမယ့်ပွဲစဉ်တွေဟာအသင်းကြီးပွဲစဉ်တွေဖြစ်တာကြောင့် အာဆနန်ထွက်မဆိုးတဲ့တင်းတစ်ခုဖြစ်ပါတယ်။နော်ဝေးသင်းကောင်းဆောင်လည်းဖြစ်တဲ့ OD Cup ဟာနော်ဝေးအသင်းညအေးရဲ့တင်းလူပွဲစဉ်မှာကွင်းသေးသည့်အသင်းဖော်တွေကိုအားပေးခဲ့ပြီးထိုပွဲမှာအနိုင်ရခဲ့တာကြောင့်အဝတ်လဲခန်းထဲမှာအသင်းဖော်တွေနဲ့အတူတူအောင်ပွဲခံခဲ့ပါတယ်။တန်ယာလနေမင်းမြတ်တတပြီးအကောင်းဆုံးချီးစွမ်းတွေပိုက်ဆိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အင်္ဂလန်အသင်းမှာရွှေ့ချယ်ခြင်းခံခဲ့ရတဲ့ဆာကာ၊ဒီကလန်ရိုက်၊လူးဝစ်ကယ်လီနဲ့အန်ဇီတို့ဟာမနေ့ကလက်ဗီယာနဲ့အင်္ဂလန်ပွဲစဉ်မှာ ကိုစီပွဲထွက်ကစားခဲ့ပါတယ်။ဒီပွဲမှာစာကာဟာတလုံးဖန်တီးပေးနိုင်ခဲ့ပြီးအန်ဇီကလည်းအင်္ဂလန်အသင်းအတွက်တလုံးကိုထွန်ယူနိုင်ခဲ့ပါတယ်။ဒီနေ့မနက်ကန်ကစပိန်အသင်းပွဲစံမှာဇူဘီမန်ဒီကမီခေမယ်ရီနိုကိုပါဝင်ခဲ့ပြီးစပိန်အသင်းတွက်မီခေမယ်ရီနိုကနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။အီတလီအသင်းတွက်လည်းကာလာဖီယိုရီကကွဲကြင်ပြီးပါဝင်ကစားပေးခဲ့ပါတယ်။ဂျပန်အသင်းနဲ့ဘရာဇီးအသင်းတို့ရဲ့ခြေစွမ်းပွဲစံမှာဘရာဇီးအသင်းကရှုံးနိမ့်ခဲ့ပေမဲ့အာဆင်နယ်ကစားသမားမာတီနယ်လီကတော့အသင်းတွက်တဂိုးသွင်းယူပေးခဲ့ပါတယ်။ ဘယ်ဂျီယန်သင်းနဲ့ဝဲစ်အသင်းကပွဲစဉ်မှာထရက်ဆာဟာပွဲကျင်ပြီးကစားပေးခဲ့ပြီးဘယ်ဂျီယန်သင်းတို့တကူသွင်းယူနိုင်ခဲ့ပါတယ်။ဒီတစ်ပတ်နေကတကပွဲစဉ်တွေမှာအာဆင်နယ်ကစားသမားတွေကိုစီခြေစွမ်းပြနိုင်ခဲ့ပြီးဒန်ယာကိစင်းခဲ့တာဟာတကယ့်တရင်ကောင်းတစ်ခုဖြစ်ပါတယ်။အဆုံးထိနာဆင်ပေးခဲ့တဲ့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်။